ီနေ့က9နိုင်ခွဲမှာရှင်မြန်ကစားမယ်ပရီးမီးယားလိပွဲစဉ်10ဖြစ်ဘန်လီနဲ့အာဆင်နယ်ပရီးမီးယားလိပွဲစဉ်10မှာတော့တန်တက်ဗန်လီအသင်းရဲ့ကွင်းမှာအာဆင်နယ်တို့ကတွားရောက်ပြီးရင်ဆိုင်ကစားရမယ်ပရီးမီးယားလိပွဲစဉ်10ဖြစ်ဒီညမှာဒီပရီးမီးယားလိပွဲစဉ်10မှာအဆင့်1အာဆင်နယ်တို့ကဆော့ဆော့ဆီဆီကန်ရမှာ စနေနေ့ဦးမှမြန်မာစနေနေ့ရက်ဆိုရင်ည9:00နာရီခွဲအာဆင်နယ်တင်းရဲ့ဒီရသည့်တိုက်တဲ့ challenger လို့ပြောလို့ရတဲ့ Manchester City နဲ့ Liverpool အသင်းတို့ကတော့တနင်္ဂနွေညကြမှာကြံရမှာဒါကြောင့်မို့တရက်လောက်စောပြီးကြံရတဲ့အာဆင်နယ်ဦးနေနဲ့အမှတ်ပေးစရာပိုပြီးရမှတ်ဖြတ်ထားခြင်းနဲ့ဆိုရင်ပြိုင်ဘက်တွေကို pressure ဝင်စေခြင်းနဲ့ဆိုရင်တော့ဒီပွဲစဉ်မဖြစ်မနေနိုင်ဘူးလိုအပ်တယ်လက်ရှိသွားနေတဲ့အာဆင်နယ်ဖောင်ရဆိုလို့ရှိရင်တော့ဘန်လီနဲ့ဆိုရင်အာဆင်နယ်ကအနိုင်ရလက်ပုံပေါ်ဦးအတွက်မခတ်လောက်ဘူးဒါပေမဲ့ပရီးမီးယားလိအသင်း20လုံးကဘယ်အသင်းမှပေါ်ဆလို့တော့မရဘူး ော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကင်တွယ်မဲ့ကိုင်းနဲ့တိုင်းတွေကြောင့်ကျွန်တော်ပြောလိုက်ရအောင်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကင်တွယ်မဲ့ကိုင်းနဲ့တိုင်းလူကြီးကတော့ခရစ်ကာဘာနာအာဆင်နယ်ပိတ်သက်တွေနဲ့မစိမ့်တဲ့တိုင်းလူကြီးနောက်ဘူယာကျတော့ရော့ဂျုံး ါသူတို့ကင်တွေမှာပေါ့လေအဲ့တော့ Chris Carvana ကင်တွေတဲ့ Arsenal သင်းပွဲစဉ်ကိုပြန်ပြီးကြည့်လိုက်မယ်ဆိုရင်မနစ်ကတော့ဒီတိုင်းလူကြီးကင်တွေခဲ့တဲ့ Premier League ပွဲစဉ်၅ပွဲမှာ Arsenal က Brighton နဲ့1-1တည်ကြတယ် Fulham နဲ့1-1တည်ကြတယ် Aston Villa နဲ့2-2တည်ကြပြီးတော့ Arsenal ကွင့်ကွင်မှာ Chelsea ကို1-0နဲ့နိုင်ခဲ့တဲ့ပွဲရှိတယ် Ipswich Town away ကွင်မှာ C4 နဲ့နိုင်ခဲ့တဲ့ပွဲစဉ်ရှိတယ်။ဒါလေးကြည့်လိုက်ရင်သူကင်တွေခဲ့တဲ့ဂျန်ခဲ့တဲ့ရာသီ Premier League ၅ပွဲမှာ Arsenal က၃ပွဲတည်ကြပြီးတော့၂ပွဲနိုင်ခဲ့တယ်။နိုင်ခဲ့တဲ့၂ပွဲကလည်း Clash နဲ့ ီးတော့ဒီတိုင်းလူကြီးဒီအာဆီနယ်ဥတ်ဆိုရင်တော့အပတ်တရားတွေအများကြီးရှိတယ်အထူးသဖြင့်ဒီကလရိုက်ကိုနှစ်ဝါတတိနဲ့ထုတ်ခဲ့တဲ့ဒိုင်လူကြီးတယောက်နောက်တစ်ချက်ကဒီယာဒီပရီးမီးယားလိသူကင်တွယ်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့လီဗာပူးအသင်းရဲ့ဆိုပါစလိုင်းဖရီကစ်နဲ့ကျွန်တော်ရှုံးခဲ့တဲ့အန်ဖီပွဲစဉ်ကိုသူကင်တွယ်ခဲ့တယ်ဒါကတော့သူ့ရဲ့ဒီယာဒီအာဆီနယ်နဲ့ပတ်သက်ရင်ဒုတိယမြောက်ပွဲပေါ်လीအဲ့တော့ဗန်လီအသင်းရဲ့ကွင်းမှာကျွန်တော်သွားပြီးကြင်ရမှာ ဲ့တော့ဘန်လီနဲ့အာဆင်နယ်တမိုင်းကြောင်းရပရီးမီးယားလိတွဲဆုံမှု16ချိန်ရှိထားတယ်။အဲ့ဒီ16ချိန်မှာအာဆင်နယ်က13ပွဲနိုင်ပြီးတော့၄ပွဲသေးတပွဲရှုံးထားတယ်။ဒီရလက်ကိုကြည့်မယ်ဆိုအာဆင်နယ်နေနဲ့ဘန်လီနဲ့တွဲဆုံမှုမှာအသာရတယ်ဆိုပေမဲ့လက်ရှိအချိန်မှာတော့တမိုင်းကြောင်းကပြီးဆုံးခဲ့ပြီ။ပစ်ဆုပ်ပံကိုကျွန်တော်တို့ထပ်ပြီးအကောင်တွေပေါ်အောင်မှာပေါ့လေ။အဲ့တော့ဘန်လီအသင်းရဲ့နောက်ဆုံး၅ပွဲကိုကြုံပြောလိုက်ရအောင်။ဗန်လီသင်းနောက်ဆုံးကန်သွားခဲ့တဲ့၅ပွဲမှာဆိုရင်သူတို့နေကာတစီတီကိုရှုံးပြီးတော့ဒီ ခါလာဘောင်ကက်ကပဲသူတို့စောစီးထွက်ခဲ့ရတယ်။ဒါပြီးသွားတဲ့အခါမှာမန်ချက်စတာစီးတီးရဲ့ကွင်းမှာသူတို့၅ဂိုးတကိုးနဲ့ရှုံးတယ်။ပြီးတော့အက်စတန်ဗီလာအသင်းရဲ့ကွင်းမှာ၂ဂိုးတကိုးနဲ့ရှုံးတယ်။သူတို့ရဲ့အိမ်ကွင်းမှာတော့လီးယူနိုက်တက်ကို2-0နဲ့နိုင်ပြီးတော့နောက်ဆုံးကန်သွားခဲ့တဲ့26ရက်နေ့ကကန်သွားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဆိုရင်တော့ဝူဝါဟမ်တန်2ဂိုး3ဂိုးနဲ့အဝေးကွင်းမှာနိုင်ခဲ့တယ်။နောက်ဆုံးပွဲရလက်ရဆိုတော့သူတို့နိုင်ခဲ့တာမှန်တယ်။ဒါပေမဲ့ဒီအသင်းသွားနေတဲ့အနေအထားမျိုးတွေလက်ရှိဒီအသင်းရက်တီမှုတွေနဲ့ ဒီသင်းဆက်ပြီးဒီယာဒီမှာထားတဲ့ရီမန်းချက်တွေရဆိုရင်တော့အာဆင်နယ်နဲ့ဘန်လီကတော်တော်လေးကိုကွာခြားတယ်ပြောလို့ရတယ်တန်တက်အသင်းတသင်းရဲ့ပထမဆုံးရီမန်းချက်ကတန်းပြန်မစင်ရဘူးဒုတိယရာသီရီမန်းချက်ကကြတော့သူတို့နေပိုပြီးခိုင်မာတဲ့အစုဖွဲ့လို့ဖို့တတိယရာသီကြလို့ရှိရင်တန်တက်အသင်းတွေရဲ့ရီမန်းချက်ကဥရောပဝင်ဝင်တကူရဖို့ဒါမှမဟုတ်ဆိုလဲပရီးမီးယားလိအလဲလက်မှာဖြတ်မြင်းအဖြစ်ခိုင်ခိုင်မာရက်တည်ဖို့ဒါတွေကတန်တက်အသင်းတွေရဲ့ရီမန်းချက်ဒါပေမဲ့ဒီရာသီတန်တက်၃သင်းလုံးမှာအားအနေဆုံးပြောပါဆိုရင်တော့ဘန်လီပဲကျန်တဲ့ဆန်ဒါလန်တို့ ကျန်တဲ့အသင်းတွေကကောင်းကောင်းအလုပ်ဖြစ်နေပေမဲ့ဒီရသည်ဘန်လီအသင်းနေဆိုလို့ရှိရင်တော့တော်တော်လေးကိုအားနည်းနေရတွေ့ရတယ်။ဒီနေ့မှာဘန်လီအသင်းရဲ့အားနည်းချက် အားသာချက်လေးကျွန်တော်တို့ချက်သုံးသပ်ကြည့်လိုက်ရအောင်။ဘန်လီအလီနဲ့သူတို့ရဲ့အားနည်းချက်ပထမဆုံးအားနည်းချက်ကတော့ဒီရသည်ကြီးချောက်ကြီးနဲ့တွဲဆုံတဲ့ပွဲစဉ်တွေမှာအကုန်လုံးရှုံးထားတယ်။ကြီးချောက်ကြီးအကုန်လုံးတော့သူတို့မတွေ့ရသေးဘူး။ဒါပေမဲ့တွဲဆုံထားခဲ့တဲ့မန်ယူ စပါမန်ချက်စတာစီးတီးလီဗာပူးအဲ့လေးသင်းလုံးရှုံးထားခဲ့ပြီးတော့ကြီးချောက်ကြီးတွေကိုတိုးဝင်ဖို့ကြိုးစားနေခဲ့တဲ့အလဲလက်သင်းတွေကတသင်းဖြစ်တဲ့အစတွန်ဗီလာကိုလည်းရှုံးနိုင်ထားတယ်။နောက်တစ်ချက်ကစကော့ပါကာရဲ့အသင်းကအဆင့်16ရမက်အာဖစ်ဆို10မှာပဲရှိတယ်။သူ့ရဲ့အသင်းကိုသူက4231ရှိနေစော့တယ်။ဒါပေမဲ့ဒါကတော့ဆာရွက်ပေါ်အနေထားပေါ့လေ။ပွဲတွင်းအနေထားမှာဆိုလို့ရှိရင်တော့ off the ball movement နေမှာတော့အရွေလေးတွေတော့ရှိတယ်။ဘန်လီအသင်းကိုကင်တွယ်နေခဲ့တဲ့စကော့ပါကာကဒါကျွန်တော်လေးစားတဲ့နီးပြရတဲ့တယောက်ပဲ။ အရင်နာမည်ကြီးကနီးပြတော့မဟုတ်ဘူးဒါပေမဲ့နိုင်ပွဲတစ်ပွဲရှုံးပွဲတစ်ပွဲနဲ့ပတ်သက်ပြီးပြန်လဲသုံးသပ်မှုကောင်းတဲ့နီးပြတွေထဲမှာပါတယ်ပြီးတော့တော်တော်လေးကမှပရီးမီးယားလိအထာကျော်နှက်တဲ့နီးပြတွေကတယောက်ပေါ့လေအဲသူ့အနေနဲ့ကတော့ဒါသူ့ရဲ့အသင်းကိုတန်းစင်းစွာလှုပ်ဖို့တက်ဒီယာတီမှာသူစူးစမ်းမနေထားတော့ရှိတယ်ကိုယ်ဝဲမှာ18ကိုပေးထားတယ်ကလင်းရှင်းနှစ်ပွဲရလဲအဲ့ဒီအိမ်ကွေးမှာပဲရထားခဲ့တာလီယူနိုက်တက်တို့ဆန်အလန်တို့လိုမျိုးတန်းတက်အသင်းတွေကိုပဲသူတို့အနိုင်ယူထားနိုင်ခဲ့တယ်ဒီယာတီမှာသူတို့ရထားတဲ့အမှတ်တရကြီးမယ်ဆိုလို့ရှိရင်သူတို့ဒီ ဆင်မဲ့ပဲရတယ်အဆင့်16မှာရက်တည်နေတယ်ပြီးတော့ခန်းစစ်အမားများတဲ့ကစားသမားတဦးရှိတယ်အထူးသဖြင့်ပေါ့လေသူကတော့ခန်စစ်ဗရှင်တော့မဟုတ်ဘူးဒါပေမဲ့ခန်စစ်နဲ့ပတ်သက်လို့ရှိရင်ပွဲချင်းဒီမှာမကြခန်းတာအမှားများတာအဲ့ဒါကတော့ဒီတစ်ချိန်လုံးက United တို့မှလည်းစော်သွားခဲ့ဘူးတဲ့ Hannibal Mabry ဆိုတဲ့ကစားသမားလေးခုတည်းကလေပါဘူးအသင်းကိုတလုံးနဲ့တော့ကိုယ်နဲ့ရှုံးတဲ့ပွဲချင်းမှာဆိုဆရာသမားကပန်နတီပေါင်းဆွဲမှာလက်ကြီးကိုထုတ်ပြီးတော့ဟူတမင်တော့မဟုတ်ပါဘူး accident ပေါ့လေဒါပေမဲ့ကစားသမားတဦးအနေနဲ့ဆိုတော့ pro ကစားသမားဖြစ်ပြီဆိုတဲ့ DR ကမဖြစ်သင့်တဲ့အမှားမျိုးပဲ အဲ့တလုံးနဲ့တော့ကိုတဲ့လပောက်ကူကဘန်လီကိုအဝေးကူမှာနိုင်သွားခဲ့တယ်အဲ့ဒီအမှားတော့တော်တော်လေးကိုမှာလိတ်ဂိမ်းမှာသူတို့နိုင်သွားခဲ့တာအဲ့တော့ဒီလိုကစားမမျိုးရှိတာတည်သူတို့အသင်းအတွက်ဆိုတော့ပထမဦးစားပေးမဟုတ်ဘူးဆိုရင်တော့မှလူစားသပြီးဝင်လာတဲ့ခါကျရင်အမှားများတဲ့ကစားသမားနောက်တစ်ချက်ကတော့သူတို့ရီမန်ချက်ကတမ်းမစင်ရည်ရီမန်ချက်အဲ့တော့ငါတို့ကအာဆင်နယ်တို့တွေ့လို့ရှုံးတာပါကွာဆိုတော့ ဖြေတာမှုမျိုးအာဆင်နယ်တွေတေတမလောက်ရရင်ငါတို့အောင်မြင်ပါပြီဆိုတဲ့ခံယူချက်မျိုးနဲ့သူတို့ကဆော့နိုင်တယ်အဲ့အတွက်သူတို့လိုးဘလော့ကြီးတော့စင်းဆော့မယ်လို့တော့မထင်ဘူးဆိုပေမဲ့မစ်ဘလော့ပုံစံမျိုးတပည့်နှစ်ထပ်ခံရပြီးတော့ခံစစ်ကိုထိုင်သွားလဲဖြစ်နိုင်တယ်ကျွန်တော်ကလေအလဲလက်သင်းတဲ့ဆိုင်အဲ့အသင်းတန်းစောင်းအသင်းတွေကိုပို့ပြီးတော့လန့်လန့်လေဆိုတာကလေဒီအသင်းတွေကငါလည်းကိုမသွင်းမင်းတို့လည်းကိုမပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးจิตတန်ဆော့တတ်တဲ့အကျင့်ရှိရဲ့ ကျွန်တော်ကဒီခန်းစစ်လိုင်းကိုကြည့်လိုက်မယ်ဆိုလို့ကျွန်တော်ပန်နတီဘောင်ထဲမှာဆော့ရတဲ့ဟာမျိုးကိုအဲ့ဒီထိစီမီဖြတ်လို့ရှိရင် low block အဲ့ဒီနည်းနည်းလေးအရှိ head speed တိတက်လာတယ်ဆိုလို့ရှိရင် mid block အဲ့ဒါမှမသူတို့ခေါင်းနာအထက်သွားဖို့အတွက်တက်စစ်ကသမှတူးလောက်ကိုအထောင်းမှာထားတယ်ဒီပုံစံမျိုးတွေနဲ့အသင်းကြီးတွေကိုအသင်းငယ်တွေဒုက္ခပြုကိုပြင်ဆင်တယ်ဒါပေမဲ့ဒီယာတီမှာဘန်လီအသင်းရဲ့ကောင်းွက်လေးတွေကိုပြန်ပြီးပြောရမယ်ဆိုသူတို့ရဲ့အားသာချက်တစ်ခုချင်းကိုကျွန်တော်ရှင်းပြမယ်အဲ့ဒီမှာဆိုသူတို့က သူတို့ရဲ့အိမ်ကွင်းဒီရသည်ပရီးမီးယားလိဂ်ကိုဝယ်ကံပြီးသွားချိန်မှာသူတို့အိမ်ကွင်းပွဲစဉ်ချို့လဲကစားရတယ်။အဲ့ဒီမှာသူတို့အိမ်ကွင်းမှာအသင်းကြီးတချို့ရှုံးနှိမ့်ခဲ့တာမှတ်မိမဲ့တကူထပ်ပို့ပြီးဂိုးမပေးခဲ့ရဘူး။ပရီးမီးယားလိဂ်တည်တံ့နော်အခြားပွဲတွေဘာညာတွေမှာတော့ခါရာဘောင်တွေမှာတော့သူတို့တကူထပ်ပို့ပြီးအိမ်ကွင်းမှာပေးခဲ့ရတာရှိတယ်။ဒါပေမဲ့ပရီးမီးယားလိဂ်မှာသူတို့အိမ်ကွင်းမှာဆော့တဲ့အခါမှာတကူထပ်ပို့ပြီးဂိုးမပေးခဲ့ရဘူး။ဒါကသူတို့အိမ်ကွင်းရဲ့ defensive line ကဘယ်လောက်ထိ strong ဖြစ်လဲဆိုတာကိုကျွန်တော်တို့အသိမဲ့ပြောရမယ်။ပြီးတော့ကြံခဲ့တဲ့ရာသီ championship မှာတော့လည်းပေးကိုနေနေပဲပေးရတာ။ ကျွန်တော်အမှန်မှောက်ဆို16ဂိုးလောက်ပဲရှိမယ်ချန်ပီယံ၈ပွဲတွေအများကြီးဆော့ပြီးတော့ခက်စလိုင်းကောင်းတယ်ဒါပေမဲ့ပရီးမီးယားလိအတိုင်းအတာနဲ့ဆိုလို့ရှိရင်တော့ချန်ပီယံ၈နဲ့ကျွန်တော်တွားပြီးတိုက်နိုင်လို့မရဘူးဒါပေမဲ့တခုသတိထားဖို့လိုတာကဘန်လီအသင်းရဲ့အိမ်ကွင်းမှတ်တမ်းကပေးကိုသိမ့်မရှိဘူးဒီရာဒီ၉ဝက်အတွင်းမှာသူတို့အိမ်ကွင်းကန်ပြီးသွားတဲ့အချိန်မှာပေါ့လေနောက်တစ်ချက်ကသူတို့အသင်းမှာဝါရင် မန်ချက်စတာစီးတီးကနေပြောင်းလာတဲ့35နှစ်ရဲ့ကိုင်းလီဝေါ်ကာဆိုတဲ့ဖူးဘက်ကစားသမားရှိတယ်။အဲ့ဒီကစားသမားကပရီးမီယာလိအသင်းကြီးအောင်ကောင်းကောင်းလေးအထာနဲ့တယ်။အသက်အရွယ်တော့ထောက်လာတာမှန်ပြီမဲ့ဘယ်အသင်းနဲ့တွေ့ရင်ဘလို့ဆော့မလဲဆိုတာကောင်းကောင်းအထာနဲ့နေ။အဲ့ဒီဘဲကိုလည်းတတိထားဖို့လိုရတဲ့အထူးသဖြင့်ရှေ့ကိုတိတ်ပြီးတော့အသက်အရွယ်ကြောင့်မလိုက်နိုင်ဘူးဆိုရင်တော့မှ defensive vision မှာတော့မစိုးဘူး။အရင်တော့ကအရန်ဝေါ်ရီကောင်းခဲ့တဲ့ကစားသမားပေါ့လေ။နောက်ချက်ကတော့ Chelsea ကနေရောက်လာခဲ့တဲ့ဒီ Broja လိုမျိုးတိုက်စစ်ကစားသမားရှိတယ်။ ူတို့အဓိကကစားသမားဖြစ်သုံးမသုံးတော့မသိဘူးဒါပေမဲ့အရန်ကုံမှာတော့သူရှိလိမ့်မယ်နောက်ပြီးတော့ပရီးမီးယားလိလေးကိုအထိတွင်းထားခဲ့တဲ့ဂျိုက်တန်အန်တိုနီဆိုတဲ့ကစားသမားမြန်တယ်တွတ်တယ်လိုရဲကြိုင်ရဲရှိတယ်ပါဝါပြင်းတယ်အဲ့ကစားသမားလေးတော့သတိထားရမယ် ်သူကသူ့ရဲ့ position ကတိုက်စစ်ကစားမှဆိုပေမဲ့ဘယ်ဘက်ချမ်းတောင်းမှရဲမိနည်းနည်းထွက်ဆော့တယ်ကျွန်တော်အဲ့ဒါကိုသတိထားမိတယ်ပွဲထိပြန်ကြည့်တဲ့အခါမှာ finishing လုပ်တာမျိုးတွေထက်ရှင်ဝင်ပိတ်တဲ့အပိုင်းဒီမှာတော်တော်လေးကိုမှကောင်းတဲ့ကစားမှအဲ့ဒီကစားမှတော့သတိထားမယ်ဒါပေမဲ့ဒီယာတီကြံခဲ့တဲ့အော်တိုဘာလာအတွင်းကလည်းပေးကူတကူမှမရှိတဲ့ Arsenal အတွက်ဆိုတော့လုံးဝ confident အပြည့်ပဲ Arsenal အသင်းရဲ့ defensive shape ကကြတော့အကုန်တက်အကုန်ဆင်းပုံစံမျိုးနဲ့သွားတာ ဟိုင်လိုင်းတော့တိတ်မဆော့ဘူးဆော့တဲ့အခါမျိုးတွေမှာလည်းပြန်ပြီးဆင်းကူနိုင်တဲ့ဇူီမန်ဒီလိုလိုမျိုးနောက်ဆုံးမာတီနယ်လီပိုင်မာတီနယ်လီကအဲ့ဒီဖူဘက်တွေထိပြန်ပြီးဆင်းနေကူတဲ့အခါမျိုးကအာဆင်နယ်တင်းတွက်ဆိုရင်တော့တယောက်နှစ်ယောက်တယောက်ပြန်ပြီးဖြည့်ဆော့နိုင်တဲ့ defensive rotation သွားတာတွေ့ရတယ်မဆိုးအဲနောက်ဆုံးတစ်ချက်ကကြတော့စကော့ပါကာရဲ့အသင်းကလေကာလာဘောင်ဖလားမဆော့ထားတာအဲ့ဒီခုတော်တော်ကောင်းတယ် ာဆင်နယ်လည်းကာရာဘောင်ဖလားဆော့ထားတယ်အသင်းတော်များလည်းကာရာဘောင်ဖလားဆော့ထားတယ်ဒါပေမဲ့သူတို့တင်းကာရာဘောင်ဖလားထွက်ခဲ့ရတာဖြစ်တဲ့အတွက်အနည်းဆုံးမှမဆော့ခဲ့ရဘူးအနားရထားတယ်ဒါပေမဲ့အာဆင်နယ်တို့ကလည်းဆော့ထားတယ်ဆိုရင်မဆော့ထားသလိုပဲဘာကြောင့်လဲဆိုတော့အာဆင်နယ်ကကစားသမား၁၀ဦးလောက်ထိကိုအရန်နီနဲ့ထည့်ပြီးသုံးသွားခဲ့တာအစည်းတယောက်ပဲအဓိကကစားသမားဖြစ်ပါတယ်။ကျန်တဲ့အဓိကကစားသမားတွေဝင်လာတယ်ဆိုတာကလည်းမိနစ်၃၀လောက်ပဲဆော့ဝင်ရခဲ့တာ။အဲကြောင့်အာဆင်နယ်အနေနဲ့ကာရာဘောင်ဆော့ခဲ့တာမှန်ပေမဲ့ကစားသမားတော်တော်များများအနားပေးနိုင်ခဲ့တယ်။ကျွန်တော်ထင်တယ်မှမဟုတ်ဆိုရင်အာတီတာရဲ့ဒီရသည့်ရီမန်းချက်က ရီးမီးယားလိလို့ကျွန်တော်ထင်တယ်။ကဲကျွန်တော်နောက်တစ်ပိုင်းသုံးသပ်လိုက်အောင်။အာဆီနယ်ရဲ့သဘောထားရောဘယ်လိုရှိနေမလဲ။ဒီနေရာမှာစောစောတော့ကျွန်တော်ပြောသွားတဲ့အတိုင်းပဲအာဒီတာရဲ့သဘောထားကပရီးမီးယားလိနဲ့ချန်ပီယံလိချန်ပီယံလိထက်ဆိုင်ပရီးမီးယားလိမှာလက်ရှိဦးဆောင်နေတဲ့အနေထားအရချန်ပီယံလိကနောက်ဆုံးထွက်အဆင့်တွေမှာဘယ်သင်းနဲ့ဘယ်လိုတွေ့မလဲမသိသေးဘူး။ဒါပေမဲ့ပရီးမီးယားလိအနေထားအရဆိုရေရှည်ပြိုင်ပွဲမှာတာထွက်ကောင်းခဲ့တဲ့အာဆီနယ်တို့ကကန်တရားကိုယ့်လက်ထက်မှာရှိသွားပြီ။အရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော်တို့ကဒီ November International Break မတိုင်မှာနှစ်ပွဲကစားရမယ်။ ထမပွဲကဘန်လီနဲ့အဝေးကွင်းနောက်ပွဲစဉ်ကဆန်ဒါလန်နဲ့အဲ့ဒီပွဲစဉ်နှစ်ပွဲမှာဘန်လီနဲ့ပွဲစဉ်နိုင်ထားခဲ့ရင်တနင်္ဂနွေနေ့မှာကစားမယ့်ပြိုင်ပွဲတွေကိုဖိအားပေးပြီးသားဖြစ်သွားမယ်။ဆန်ဒါလန်အသင်းကိုနိုင်ခဲ့လို့ရှိရင်လစ်ပါပူးနဲ့မန်ချက်စတာစီးတီးတွေ့ဆုံမှာကြိုက်တဲ့ရလက်ထွက်အာဆင်နယ်ကအမှတ်ပုံပြီးပြတ်သွားမယ်။ဒါကအာဆင်နယ်အသင်းတွေဆိုတော့ဒီယာတီမှာထိုက်တဲ့ရိတ်မှာအဓိကပြိုင်မယ့်အသင်းနဲ့ပတ်သက်ပြီးအမှတ်တော်တော်လေးဖြတ်ထားနိုင်မယ့်အနေထား။နိုဝင်မှာ International Break ကိုပြားရီဆန်ဒါလန်ဖြတ်သွားမှာ။ အဲ့ဒါမို့အာဆင်နယ်သေးတွေနဲ့သူတို့ရဲ့အဓိကရည်မှန်းချက်ကဘယ်ဖလားလဲဆိုတာမသိပေမဲ့ကျွန်တော်တူးတဲ့ခံစားချက်ရဆိုရင်တော့ပရီးမီးယားလိဒပွဲချင်းစီကိုချင်းကပ်ပြီးနိုင်ဖို့ကြိုးစားနေတာဖြစ်တဲ့အတွက်ဒီမှာသူတို့စိတ်အပြည့်အဝနှစ်ထားတယ်ခါရာဘုံမှာလည်းအရန်ဒီအများကြီးထုတ်သွင်းသွားခဲ့သို့တော့အာဆင်နယ်တင်းကစစ်စတန်တစ်ခုနဲ့သွားတာဖြစ်တဲ့အတွက်အရန်ဒီဝင်ဆော့ပြီးမှလည်းအဓိကကစားသမားတွေလိုပဲ rotation နေ transition နေ positional play တွေ off the ball movement defensive shape တွေအားလုံးကတော့တော်တော်လေးအဆင်ပြေတယ်။အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးအာဆင်နယ်အသင်းနီးပြမီခေးအာဒီတာနဲ့သူ့ရဲ့သားတစ်ပည့်တွေအားလုံးကတော့နိုင်ပွဲပုံဖော်နိုင်မယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့အာဆင်နယ်အသင်းအနေနဲ့စနေမှာရထားတဲ့နိုင်ပွဲကတနင်္လာနေ့မှာကံမဲ့ပြိုင်ဘက်တွေကို pressure ပေးပြီးသားဖြစ်သွားတော့မှာပါ။အဲ့တော့အာဆင်နယ်အသင်းအနေနဲ့ဒီလိုမျိုးဘန်လီအသင်းရဲ့ကွန်းမှာသွားကြမယ့်အချိန်မှာလီဗာပူးအသင်းကတော့ဒါအက်စတိုမီလာနဲ့ကြိုင်ရမယ်။ မန်ချက်စတာစီးတီးကတော့ဘုံမောက်နဲ့ဂန်မယ်အထူးသဖြင့်အာဆင်နယ်ကိုဒုတိယနေရာဖိအားပေးနေတဲ့ဘုံမောက်နဲ့အာဆင်နယ်နဲ့6မှတ်ပဲကွာဟတဲ့မန်ချက်စတာစီးတီးကြားထဲကဂတ်စ်ကိုထပ်မံပြီးအမှတ်ဖြတ်နိုင်မယ်နေထားပါလို့အဲ့တခုပဲအာဆင်နယ်ဘန်လီကိုအနိုင်ခံဖို့လိုအပ်ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ရလက်ခံမရမယ်ဆိုရင်တော့အာဆင်နယ် Z1 ဆိုတဲ့ရလက်နဲ့နိုင်သွားမယ်ထင်တယ်အခုတော့ကျွန်တော် Z1 Z2 1C 2C အဲ့လိုပုံစံမျိုးလေးဘာကြောင့်ခံမလဲဆိုတော့အာဆင်နယ်တင်း defensive shape ကိုယုံကြည်တာဖြစ်တဲ့အတွက် အားကြောင့်မို့အာဆီနန်ဒီပွဲမှာ Z1 ဆိုတဲ့ရလက်နဲ့နိုင်သွားမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ဖြစ်ပရမ်ဖြစ်ကစားနေတယ်ဆိုရင်တော့ဘာပြခုနှစ်တုံချောင်းကို46 46လုံး33တင်နံပါတ်တုံချောင်းကို9993ခေါင်းညာလိုမှာဆက်သွယ်ချိန်ဆက်ပြီးကစားလို့ရပါတယ်ဘောလုံးပွဲမစောတဲ့ကျွန်တော်ညီကိုကြည့်လို့ရှိရင်လည်း YouTube မှာကျွန်တော်အားပေးလို့ရပါတယ်